1568ခုနှစ်ကောဇာတကရီ1386ခုနှစ်တောင်တကူလာပြည့်ကျော်တရက်ခရစ်တန်1925ခုနှစ်အပြီလ13ရက်မဟာတကြံအကျိုးနေ့တနင်္ဂနွေနေ့ညရန်ကုန်တိုင်းဒေသကြီးလေးကုမြို့နယ်မြန်လန်းခုနှစ်မိုင်6ပါးဆောင်မှရှိတဲ့ရတနာအောင်မြေကျောင်းလိုက်တွင်မှ1386ဆောင် ရှစ်ဆဲကုံမဟာတကြံအကျူတရားစကားပွဲရဲ့တကြံအကျူနေညမှာတရားဝင်တရားလုံးအထောက်ကြတဲ့ယောဂီများတရားနာပရိသတ်များအလုံးကိုဆိုတော့ဓမ္မဒါနတရားအမှုပတ္တဒါနအမြဲနေပဲလူဖြစ်တရားစကားပြောပြပေးမယ်ဒီနေ့ညဦးဇင်းတို့ဗာများပြောပြခြင်းလဲဆိုရင်သစ္စာပြဓမ္မပရပါဠိတော်နာဂဝေမှာဟောထားတဲ့ ကရဏဘတ်329ခုမှရှိတယ်။ပါဝိယကဟတိဝတ္ထုဆိုတာရှိတယ်။အဲ့ဒီပါဝိယကဟတိဝတ္ထုကိုတန်းစားဆင်ပြီးတော့တတိနဲ့ပြောပါစိတ်ကိုဆောင်ပါလောယုံပါကောင်းစီနေပြီးပြီးတော့တရားနာကြရအောင်နော်တတိနဲ့ပြောရမယ်စိတ်ကိုဆောင်ရမယ်လောယုံရမယ်နော်တတိနဲ့ပြောရမယ်တဲ့ဘာနဲ့ပြောရမယ်လဲတတိနဲ့ပြောရမယ် ပြောတော့ပြောရမှာပဲเนาะတတိနဲ့ပြောရမယ်။နောက်ဆောင်းတော့ဆောင်းလျှောက်ပေါ့သူဆောင်းလျှောက်အောင်ပါလဲဆိုရင်စိတ်ကိုဆောင်းလျှောက်အောင်လွတ်အောင်လည်းကြုံရမယ်တတိယတရားပိုင်ရှင်ဖြစ်တဲ့ရသော်ပြားရှင်တဲ့အတူအနန္တနန္ဒငါးပါးရှိကိုကြရအောင်အလုံးလည်းခင်ချီသုဗုဒ္ဓကုံတော်ဘုရားကုံတော်အင်္ဂါမြောဘုရားကုံတော်ဥဇောမြတ်တော်ဘုရား ရှိကောပါ၏ဗျာဓမ္မကုံတော်မင်္ဂမျိုးကုသမြတ်လို့ရှိကောပါ၏ဗျာရုံးတယ်မင်းတို့တွေလုံးရုံညာတဲ့ဘုရားရှင်ကဒီလိုဆိုတယ်နော်ကျေးဇူးရတော်ဆရာတော်ပြတောင်းတီစေတော်ကြောင့်တရင်တုံးနေလုံးတောင်းတီရဲ့ဘုရင်ဖြစ်တဲ့ကောသလမင်းကြီးဆိုတာရှိတယ်အဲဒီကောသလမင်းကြီးရဲ့ ဇင်ကြီးကပါဝိယကဆင်းအဲ့ဒီဇင်ကြီးကငယ်ရွယ်စဉ်တုန်းမှတော့သူ့ကိုခိုင်းတာပေါ့လေအသက်ကြီးလာတော့ခိုင်းလို့မရတော့ခိုင်းလို့မရတော့ဒီမင်္ဂလာဇင်ကြီးကိုဒီမင်္ဂလာဇင်ဒီတိုက်စစ်တိုက်တဲ့ဇင်ကြီးကိုသူတို့တွေလွတ်တာလို့ဒီမပြီးပြီးလွတ်တာအဲ့လိုလွတ်တိုင်းနဲ့ဒီဇင်ကြီးကဟုံးတော့ဒီတော့ရှောက်သွားတာ တနေ့ကျတော့တောက်တိမြို့နားမှာရှိတဲ့ရေကန်ကြီးတစ်ခုတည်းရောက်သွားရောက်သွားပြီးတော့အထက်မှာရှိတဲ့ကြာဆွေလေးကြာရင်တွေသူဆင်းပြီးတော့စားတယ်အထက်မှာရေဆင်းပြီးတော့တောက်တယ်အဲ့လိုဆင်းလုံရင်တည်းအရိစီယရှုံ့ညုံနေတဲ့ကိုဆင်းသွားရင်ဆင်းသွားရင်တွေးတွေးနစ်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 သွားတယ်ရုံးလေနစ်လေရုံးလေနစ်လေရုံးလေနစ်လေဒီလိုဖြစ်သွားပြစ်သွားတော့ဒီစီးတော့ဆင်းမပြေတော့ဘူးစင်ကြီးရတဲ့အော်ရာပေါ့ အစမပြေတော့ဘူးဆိုတော့ဘယံတန်ဒီတင်ပို့တင်ပို့တော့ဘယံအရိဘောရေကဆင်ကိုထိန်းတဲ့ဆင်ထိန်းကိုမင်းအစဉ်မြောင်ဆောင်ရလာရင်လို့ဒီလိုပြောတော့ဆင်ထိန်းရအဲ့ဒီချိန်မှာစစ်ချီတန်နဲ့စစ်မောင်းတန်နဲ့သူကတိုက်စစ်စစ်တိုက်တဲ့ဆင်ကြီးဆိုတော့အစစ်တိုက်တဲ့ပုံစံမျိုးလားအတန်ဒီမျိုးမျိုးဒီလက်လက်တင်း တို့ဘုံတန်နေစစ်ချီတန်နေအဲ့ဒီစစ်တိုက်တဲ့ကာမှာသုံးတဲ့အရာတွေပေါ့လေအဲ့ဒါတွေယူလာပြီးတော့ကန်းနာတွေဟောလုံးတိုင်းတိုင်းရေးဆိုဝုံဘုံဘုံနဲ့အဲ့ဒီစစ်ချီတန်နေစေမောင်းတန်နေပေးတာပေါ့နော်အဲ့လိုပေးတော့အဲ့ဒီစီရင်သူယုံမှဖြစ်မယ်မယုံလို့ရှိရင်သူတည်မယ်ဆိုတဲ့စိတ်ကဖြစ်တာစစ်တိုက်မှဖြစ်မယ်နိုင်အောင်တိုက်မှဖြစ်မယ်နိုင်ရင်တည်မယ်နော် စစ်နိုင်အောင်တိုက်မှဖြစ်တယ်မနိုင်ရင်ဒီမှာစစ်တိုက်တဲ့အခါမှာထားတဲ့စိတ်မျိုးသူကပြန်ပြီးတော့ဒီနေရာတင်ကလုံးဝယုံမှဖြစ်မယ်မယုံရင်ကတည်မယ်လုံးဝယုံနိုင်ငါရှင်မယ်ဆိုပြီးတော့အမှအားခဲ့ပြီးတော့ယုံလိုက်တာအဲ့စီညာလွတ်သွားတယ်ကုန်းပေါ်ရောက်လာတော့လွတ်သွားတယ်ဒီတရင်ကိုအเจ้าမှရှိတယ်တောက်တိစီတော်အเจ้าမှရှိတယ်ရဟန်းတော်တွေတစင်တစင်တစင်စင်ဆုကလေးပိုင်း join တယ်တက္ကရာမတွေတစင်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 အဲ့လိုစကားကြီးပြောကြတော့ တတိဒီတင်းစကားဘုရားရှင်တန်ရောက်တယ်တဲ့ဒီတင်းစကားကဘုရားရှင်တန်ရောက်တော့ဘုရားရှင်ကဒေသနာအရာမှာအလွန်ကျွမ်းကျင်တဲ့မြတ်စွာဘုရားဆိုတော့စိုးစိုးအတရားကာရလေးခေါ်လိုက်တယ်အပမဒရတဟောတသံစိတမနုရခတဒုက္ခဥဒရထတနံပင်ကေတံတောဝကုံစရော ဘိကဝေပရိဒဏိဝံချက်သရချက်တပိလုံအပမာရရတဟောတမမိမလျောမပေါ့မစတဲ့အပမာဒလို့ခေါ်တဲ့တတိနဲ့ပြောကြပါကုန်လို့သစိတ်တံမနုရကတမိမိရဲ့စိတ်ကိုအမြဲတမ်းဆုံးရှုံးကြပါကုန်လို့ဒုက္ခဥဒရထတနံဘိကေတံတောဝကုံစရောဒီစင်မြောင်ကြီးဟာ ရှုညုံနေတဲ့ကလောအောင်ယုံသလိုမင်းတို့တွေလည်းရှုညုံနေတဲ့ကလည်းလောအောင်ယုံတော့စင်းရဲတဲ့ဘေးကလည်းလောအောင်ယုံတော့ ချမ်းသာတဲ့ဘေးရောက်လို့ယုံတော့အပေါင်းတဲ့ဘေးရည်အလင်းရောက်လို့ယုံတော့ဆိုပြီးတော့မြတ်စွာဘုရားဒီတရားကာလလေးဟောတော့ဒေသနာဝတ္တနဲ့ဒီဘိကူအရဟတိပရိတေဟိတုတဲ့ဒီတရားဒေသနာကိုနာပြီးတော့ဘုရားရှင်ကသစ္စာလေးပါပြအဲ့တရားနာပြီးတော့ယဟန်ဒီအများကြီးသောတပန်ဒီတဲ့တဂရကံဒီတဲ့တချို့အနာကံဖြစ်တဲ့ဒီတရားနာရတဲ့သူတွေတချို့ယဟန်နာဖြစ်တယ်လို့ဒီလိုဆိုတယ်ဆိုတော့ဒီတရားရဲ့အနည်းချုပ်ကတော့အဲ့ဒါပါ မမိမလဲဘဘမစားအဲ့ဒီဇလန်ကစကလုံးကိုဆက်ပြီးတော့စဉ်းစားမယ်ဆိုရင်အပမာဒရတာဟောတာမမိမလဲဘဘမစားတဲ့အပမာဒလို့ခေါ်တဲ့တတိနဲ့ပြောကြတဲ့ဒုတိယတတိနဲ့ပြောလို့မြတ်စွာဘုရားကမိန့်တယ်ဒုတိယတတိနဲ့ပြောသလားမပြောသလားဆိုတာကိုကိုကိုသုံးသပ်ချက်ဘုရားရှင် အပမာဒိနသမာဒိတာမမိကြနဲ့မမိကြနဲ့လို့ပြောတယ်ဒါပေမဲ့တို့အသိမိသူမိ ီးတော့ဘာမမေးရဘူးလဲဆိုရင်တဘာဝတရားကိုလည်းမမေးနဲ့တဘာဝတရားကိုမမေးရဘူးတဲ့ဘာမမေးရဘူးလဲအဲ့ဒီတဘာဝတရားကဘယ်လိုမျိုးရှိလဲဆိုရင်မြင်တာတဲ့တဘာဝရေမမြင်တာတဲ့တဘာဝရေလို့မျိုးရှိတယ်တဘာဝဘယ်လိုမျိုးလဲလဲမြင်တာတဲ့တဘာဝရေမမြင်တာတဲ့တဘာဝ မြင်သားတဲ့သဘာဝကတော့တို့တွေဒီမှာကလေးတွေမွေးလာတယ်ကိုကိုတိုင်းလည်းမွေးခဲ့တယ်သမီးတွေလည်းမွေးနေတာမြင်နေတာနော်ပရိသတ်တွေနေတယ်ပြီးတော့မွေးကြတယ်ပြီးတော့ကြီးပြင်းလာတယ်ကြောင်းတက်တယ်ပြီးတယ်ဆိုတဲ့ကစားတယ်ပြီးတော့အင်းရောယတ္တတွေကြတယ်ပြီးတော့ဦးကြတယ်ပြီးတော့နာကြတယ်ပြီးတော့တည်ကြတယ်ကြီးဥဖြစ်စီနော်ဒါမြင်သားတဲ့သဘာဝမြင်နေတယ်အသိမြင်လေးတွေဆိုင်တယ်ပြီးတော့တည်တယ်ပြီးတော့တည်တယ်မြင်နေတယ်မြင်သားတဲ့သဘာဝ မမြင်တာတဲ့သဘာဝဖြစ်တဲ့သဘာဝဘေးတန်ကြီးသဘာဝဘေးတန်ကြီးဘာဖြစ်မှာဘာဖြစ်မှာဆိုတာတောင်းတရမမြင်တာဟုတ်လေအဲ့ဒီမမြင်တာတဲ့သဘာဝကြောင့်လေဒုက္ခဖြစ်တတ်တယ်အဲ့ဒါလည်းမမေ့နဲ့အဲ့ဒီအတွက်ဂျူတင်ပြင်စင်တာပြည်စည်းဥစ္စာပိုင်းဂျူတင်ပြင်စင်တာမယ်ရုပ်တို့ပိုင်းနေတဲ့ဂျူတင်ပြင်စင်တာမယ်စိတ်တပ်ပိုင်းနဲ့ဂျူတင်ပြင်စင်တာရုပ်တို့တို့ပိုင်းဆိုတာကိုယ့်ရဲ့ပြည်စည်းဥစ္စာတွေကိုယ့်ရဲ့ပဇံတွေကိုယ့်ရဲ့လုံလဆာတွေရည်ကြည့်တဲ့အရာတွေပေါ့နော် စိတ်တပိုင်းဆိုတာကတော့အဲ့ဒီတဘာဝဘေးဒဏ်ကြောင့်တစ်ခုခု ဖြစ်ခဲ့ရင်ဆိုတဲ့စိတ်မျိုးပေါ့နော်အခုဆိုလို့ရှိရင်မန္တလေးတို့ဘာလို့အထက်မြန်မာပြည်ခဏခဏငလေးနေလောက်နော်အဲ့လိုငလေးနေလောက်တဲ့အခါမှာသူတို့စီလောက်တယ်လို့တို့တမိနေရာတွေလည်းလောက်နိုင်ခြင်းရှိတယ်ဆိုပြီးတော့သတင်းတွေပါလိမ့်လဲကြော်ညာထားတာဟုတ်အဲ့ဒါဆိုတော့မြင်တာတဲ့တဘာဝအတွက်ကျွတင်ပြင်ဆင်ဖို့လိုအပ်တယ်လို့မမြင်တာတဲ့တဘာဝအတွက်လည်းကျွတင်ပြင်ဆင်ဖို့လိုအပ်တယ်တဲ့ ိုယ်ပစ္စည်းဥစ္စာတွေလည်းကြွတဲ့ပြဆန်းရမယ်စိတ်ဓာတ်ပိုင်းလည်းကြွတဲ့ပြဆန်းရမယ်တကယ်လို့ဒီတဘောဝဘေးတန်တဲ့တခုခုဖြစ်ရင်တော့မဆူဆူဝဝဖြစ်ဘဝမရောက်တကယ်လို့တည်သွားရင်တော့လူပဲတည်ကုသိုလ်မတည်အောင်ကုသိုလ်မတည်ဘူးဆိုရင်လူသားတည်တာကုသိုလ်မတည်ဘူးလေတည်ပြီးတဲ့နောက်မှမကောင်းတဲ့ဘဝရောက်စေတဲ့အကြောင်းမရှိကောင်းတဲ့ဘဝပဲရောက်မယ်လူပဲတည်ပါစေကုသိုလ်မတည်စေနဲ့ဒါမှမဖြစ်အောင်မြတ်စွာဘုရားတတိနဲ့နေကြတတိနဲ့ပြောကြဆိုပြီးဒီလိုပြောတာ ြင်တာတဲ့သဘာဝရှိတယ်။နောက်မမြင်တာတဲ့သဘာဝတခုကပါလဲဆိုရင်စောစောကသဘာဝမိတယ်လို့စတဲ့အရာတွေဆိုလဲမမြင်တာတဲ့သဘာဝတရားတွေနော်။နောက်နောက်မမြင်တာတဲ့သဘာဝတခုကပါလဲဒီယုတ်ထဲမှာရှိနေတဲ့ဒီခန္ဓာကိုယ်မှာရှိနေတဲ့ဒီတို့ရဲ့အသွေးသားထဲမှာရှိနေတဲ့ယုတ်တရားတွေအသွေးတရားထဲမှာရှိနေတဲ့အသွေးတွေနော်ဒီယုတ်တည်ဒီနံတည်းရဲ့လက်ပတ်မှုမမြင်အောင်လို့ နတိသောတဝိယတပြည့်ရစီတလို့ပဲတဲ့ဒီပဇာလဝိယစီမီထုံးတလို့ပဲတဲ့ပြောင်းနိုင်လေးထုံးပြီးစီမီလေးထုံးပြီးဆိုရှင်အဟောင်းအချုပ်အစ်ကထက်ဖြစ်အဟောင်းအချုပ်အစ်ကထက်ဖြစ်အဟောင်းတည်တဲ့အစ်ကထက်ဖြစ်ပြောင်းနိုင်လေးစီမီတိုင်းလေးနော်နတိသောတဝိယပြည့်ရစီတလို့ပဲတဲ့ဒီအကြောင်းပြီးနောက်မှာကဲ့ရဲ့ကမွေးချောင်းရှင်ကမွေးချောင်းရေးရစီသွားတယ်ပြည့်ရစီသွားတယ်ရှင်အဟောင်းအ ပြက်အတိတ်ကထပ်ပြက်အဟောင်းကပြက်သွားအတိတ်ကထပ်ရောက်အဟောင်းကရှိရစီသွားအတိတ်ကထပ်ရောက်အဲ့လိုပဲတို့ရဲ့ဒီယုတ်ဒီဒီခန္ဓာကိုယ်ကြီးကလည်းအချိန်တိုင်းချိန်တိုင်းပြေးနေအချိန်တိုင်းချိန်တိုင်းအဟောင်းကဒီအတိတ်ကထပ်ပြက်အဟောင်းကဒီအတိတ်ကထပ်ပြက်လင်းမြန်လုံးလို့ဒီတဘောင်ကတည်းကမမြင်တော့ဘူးမြတ်စွာဘုရားတော့တမညတဲ့ညံနေပြန်နောက်ပိုင်းတိတ်ပြန်တိတ်ပြန်ပညာရှင်တွေကတိတ်ပြန်ပညာရှင်တွေကတို့ရဲ့ပညာရည်တည်းလိုက်ကြည့်တဲ့အခါမှာတို့လည်းမြင်တယ် သူတို့မြင်သူတို့အရင်ဘုရားအရှင်ကြိုတင်ပြီးမြင်ပြီးသားဘလို့ဘလို့ဘလို့ဒီစိတ်ကဲအကြောင်းကြီးရုပ်ကဲအကြောင်းကြီးထဲမှာရှိနေတဲ့ဒွေသားတွေဒီလက်ညှိုးလေးတစ်ချောင်းကွေးတာကြီးကြီးလက်ကလေးတစ်ချောင်းကွေးတာကြီးကြီးအဲ့ဒါတော့ဒီခန္ဓာကိုယ်ကဒီအချိုးတွေဘလို့လောက်လောက်တယ်ဆိုတော့သိပြီညာနောက်မှမြင်တာဘုရားဟိုးဆိုကြီးရဲ့ဘလို့ကဘလို့အကြောင်းကြောင့်ဘလို့ဖြစ်ပြီးတော့ဘလို့ဖြစ်တယ်ဘလို့ဖြစ်ပြီးတော့ဘလို့ဖြစ်တယ်အဲ့ဒါတွေတို့ဘုရားဟောပြီးသားဆိုတော့မြင်သားတဲ့သဘာဝရဲ့မမြင်သားတဲ့သဘာဝရဲ့ ဲ့ဒီမြင်တာတဲ့သဘာဝကိုမမြင်တာတဲ့သဘာဝအကုန်လုံးချုပ်ကြောက်ပျက်စီးတဲ့သဘောရှိတယ်။အကုန်လုံးဖြစ်ပြီးပြက်မယ်ဆိုပြီးတော့ဘုရားရှင်မိတ်။အဲ့ဒါမမိကြနဲ့တဲ့။တတိနဲ့ပြောတဲ့ပြောတော့ပြောတတိနဲ့ပြော။ဟာအချိန်မီတစ်ခုခုဖြစ်သွားနိုင်တယ်ဖြစ်သွားခဲ့ရင်လည်းရင်ဆိုင်နိုင်တဲ့ခေါင်းအရှင်ကိုကြိုးစားထား။နော်။ရုပ်ဝတ္ထုပိုင်းလည်းတတိထမ်းပြီးတော့ယူဆရမယ်။ပြင်ဆင်ရမယ်။ နံဆိုတဲ့စိတ်ပိုင်းဆိုင်ရာလည်းတည်ထားပြီးတော့ပြင်ဆင်ရမယ်ကိယုဆရာပဲလို့မြတ်စွာဘုရားဒီလိုမိန့်မြင်တာတဲ့သဘောဝအတွက်မြင်တာတဲ့သဘောဝအတွက်ချူတင်ပြင်ဆင်ထားတဲ့နော်ကုသိုလ်တွေလှုပ်တာလူသားတင်တယ်ပြင်ကုသိုလ်မတင်စေတဲ့တရားမတင်စေတဲ့ဆိုပြီးတော့ဘုရားရှင်ဒီလိုမိန့်တယ်အပမဒရတဝဒသစိတ်တဘုရခတအပမဒရတဝဒမမိပလျမမမစတဲ့အပမဒနဲ့ပြောကြတယ် အပမာဒတဲ့ပြောလို့မြန်ရှင်မိနေတို့ကအပမာဒကိုမေးတာဣဇောမြန်ရှင်ဆုံးမတဲ့ဒီမမိမလျော့မဖို့မဆတဲ့အပမာဒနဲ့နေဆိုတဲ့စကလုံးကိုဘုရားရှင်အချိန်မုံပြန်ဆိုမိတယ်ဒီစကလုံးကိုဘုရားရှင်တစ်ခါစကားပြောလေးပြောတာမရှိတဲ့တက္ကတက္ကပြောလေးပြောတာမရှိတဲ့ဆက်ဆိုဘုရားဒီစကလုံးကိုတက္ကတက္ကဘယ်လောက်ထိပြောလဲဆိုရင်1992ချိန်တိတိပြောတယ်တဲ့မမိချမ်းတယ်မမိချမ်းတယ်ဆိုတဲ့စကလုံး ို့တွေခီးသွားပြီအမကားနဲ့တော့မယ်ကားတော့မေ့ကြခဲ့တယ်ဘလို့ဆင်းပြီနော်ကားတော့အိမ်ထဲမှာသူကကားပေါ်ရောက်တယ်အိမ်မပြမတက်ချင်တော့အိမ်တကားပြိပြီးသွားပြီဒါမျိုးတွေလည်းရှိတတ်တယ်နော်တကားခီးသွားတော့မယ်ဘယ်ဟာလိကြခဲ့လို့နော်အိမ်တကားမပြိပြီးလို့ဘီးမိန်းနေမချမ်းပြီးလို့ဝါလိကြလို့ဘုံလေးကြလို့ပစံအိမ်လေးကြလို့အဲ့လိုမျိုးတွေဖြစ်တတ်တယ်နော်အဲ့ဒါကြောင့်ဘုရားမမိနဲ့မမိနဲ့ဘယ်အရာမှမမိနဲ့ဆိုတော့ အဲ့ဒီတမန်ပစ္စည်းလေးတွေမေမေခိုင်းတာမဟုတ်ဘဲနဲ့ဒီယုတ်တရားတွေဒီတန်တရားတွေအချင်းချင်းပြည့်ချင်းသဘောရှိတဲ့ညာချုံဆုံးပစ္စည်းသွားတဲ့သဘောရှိတယ်။တတိကျရင်တရားမယ်အဲ့ဒါမမင်းနဲ့ဆိုပြီးဘုရားရှင်လေးဆန်းဆုံးမှာ။ဘလောက်တိပြောလဲအချင်းပုံ1992ကျင်းတိတိပြောလေတဲ့။မြတ်စွာဘုရားသာဝတိစီတော်အကြောင်းဆုံးကံကြွားဆုံးကံပြန်လာပြီဆိုလို့ရှိရင်ချစ်စည်းရင်နဲ့အဲ့ဒီစကလုံးမမိတ်ဘိကဝေအပမတိနသမတိတ္တ ေကဝေချစ်သားတို့ချစ်သမီးတို့အပမတေနသမ္မာတေနမမိမလျံဘဘမစားတဲ့အပမတာလို့ခေါ်တဲ့တတိနဲ့နေကြပါကုန်လို့တတိနဲ့နေကြဆိုပြီးတော့မိတ်ပုဒ္ဓဘာတော်တော်မောလောကသမီးလောကမှာဖျားဖြစ်ရောက်ခင်းရင်တဲ့ပလောတတပြိလာဘောဒုလဘောလူဘောရောက်ခင်းရင်တဲ့ဒုလဘောဘဗိဇာဒုလဘောသာရဝတဝနစသည်စသည်ဖြင့်ဒုလဘောတရား၅ပါးဟောဒုလဘောတရား၅ပါးကိုမြတ်စွာဘုရားခြေစည်းကပြန်လာတိုင်းပြန်လာတိုင်းမပြေကြတဲ့ ဆုံးခံပြလာတဲ့ခြေစင်းနဲ့မမိကြနဲ့ဆိုတဲ့စကားလုံးပြောတယ်တဲ့ဒါဝိရှိပညာရှိတော်ကောင်းကြီးတရားစူးစီးထားတာ1990တဲ့ကြိတ်တိတိပြောတယ်လို့ဒီလိုဆိုတော့မြတ်စွာဘုရားတရား၄၀နှစ်ရှိခုနှစ်ကဆုံးလာပြီနိကုသိဏရေကုံသာမောအင်ဂျင်တော်မှာပြိဋိဒိဗံပြုတယ်အဲ့လိုပြိဋိဒိဗံပြုတဲ့အခါမှာလဲနောက်ဆုံးမိတ်သွားတယ်ဒီစကားလုံးမှမိတ်တို့အဖိုးတွေအဖွားတွေမိသားစုတွေ ခီးသွားတော့မယ်ဆိုလို့ရှိရင်အရေးကြီးတာကြီးမာတိမာတာရှိတလောကလုံးရဲ့ဖခင်ကြီးဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကမာပြီဆိုတော့အရေးကြီးလို့ဘာမာလဲဆိုတော့ပရိနိဗ္ဗာန်ပြုပြီဒါပဲမာတာတို့ဘိုးကြီးတွေဘွားကြီးတွေအရာသူတွေတဏှာသွားမယ်ဆိုအရေးကြီးတာကြီးမာတယ်ဘယ်မလို့လဲဘယ်လို့ပဲသူပဲချမ်းသာဆိုပြီးတော့မာတယ်ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီမာတာဒီစကလုံးပဲမာတာ အတ္တတံဒီဘေကဝေအမန္တယာမိဝဝရဓမ္မသင်္ကာရအပမတိနာသမ္မာတိတံအတ္တတံဒီဘေကဝေအမန္တယာမိဝဝရဓမ္မသင်္ကာရအပမတိနာသမ္မာတိတံဟန္တာဟင်ပင်ပန်းလေစွာတကဟန္တာတတံရှိစေဝါလေးစကမယမနာပဲတရားရည်မြိုက်စေကိုတိုက်ကြွတော်မူခဲ့ရသဖြင့် ခန္ဓာရောယဉ်နှဲယဉ်ငါကိုယ်ရောအရှင်မြတ်တကယ်ပင် ပြမင်းရဲ့အတိပီခန္ဓာရောယဉ်နှဲလို့ငါကိုယ်ရောအရှင်မြတ်တကယ်ပင်ပြမင်းပြီဦးဇင်းတော်ကပြမင်းပြီခုနဟိုဘွားလေးစကားပြောတာအတန်ကိုနားထွက်တာမနေ့လေးနိုင်ရအိတ္တိယသစသည်တနေ့လုံးကုန်တော့ကုန်တော့တယ်ဟိုမှာတရားဟောလိုက်ဒီမှာတရားပြလိုက်ပြိတ္တနဲ့ဆက်ဆံလိုက်ကျောင်းထဲတို့ယောဂီတွေအတွက်ပြညာရည်မလောင်ရေကိစ္စသည်ဆောင်ချက် အဲ့ဒီတူဖို့အတွက်အဲ့ဒီတွေကိုဆောင်ရွက်သူတို့ဘယ်နှပါအယုံဆုံးပါဖုံပြရမလဲအောင်ဆုံးအတွက်ဆောင်ရွက်နေဆုံးပါဖုံပြနေဆုံးအတွက်ဆောင်ရွက်ဒီကြားထဲမှာမိုက်တင်ပြစာနေမလားစာနေစားရအောင်ဆိုပြီးတော့မြန်မာမုန်းတော့ပါတို့ဆောင်ရွက်နတ်ဒီပိုင်းဒီကိပိုင်းကြတော့လေအေးဒီပါလေးဖုံပြလို့ဘယ်သူကဘယ်ရလို့ဘယ်သူကဘယ်ရလို့ဆိုပြီးအားဆောင်ရွက်အဲ့ဒါတွေရှောက်တော့နေနေအတန်းအရင်ရနားနေလို့ဆိုတော့ ်စွာဘုရားဒီမှာပြောတဲ့စကားလုံးလေးတစ်ခါတစ်ခါအဲ့ဒါလေးစိတ်ထဲကနေပြီးတော့ရုပ်မိတယ်ပါးစပ်ကလည်းတရားထွက်ပြီးတော့ရုပ်မိတယ်။ဩဘုရားရှင်တော်မှာဒီစကားလုံးဒီလိုမိတ်နိုင်တာပဲ။ဟန္တာတဏိဘိကဝေအမန္တယမိဝဝရဓမ္မသင်္ခါရအပမတိတသမ္မာတိတ။ဟန္တာဟင်ပင်ပန်းလေးစွာတကားဟဲပင်ပန်းလိုက်တာလို့ကြီးတဲ့သဘောနော်။ဘုရားရှင်တနေ့ကိုတနာရီကျော်ကျော်လောက်ပဲချိန်တယ်။ တနာကြီးကျွကျွလောက်ပဲအနာယူတို့တွေအနာယူနည်းနည်းလေးပဲအနာယူတယ်ဆိုတော့ဘုရားလုံးတော်ဝိရိယနဲ့ရှင်ဘာမှမဆိုင်ဘူးမနေ့အစိုးရထားတယ်အယုံမတက်ခင်နေရအစိုးရတွေထားပြီးတော့လောကရသုံးပါးကြီးတယ်ဒီတပတုချုံရမလဲအောင်မြင်မှရှိတဲ့ဘေယောဂီတွေတော့ချုံမှဖြစ်မယ်ဒါမျိုးပေါ့နော်ဒီမှာရှိတဲ့ဘုသူကိုချုံမယ်ချွတ်เสียရှိတဲ့သူကိုလောကဓာတ်သုံးပါးကြည့်တယ်ချွတ်เสียရှိတဲ့သူဆိုရင်ဟိုမြမပြမဆိုတဲ့တက်ချွတ်တိုးထဲမှာဆိုတဲ့တိုးထဲတော့ချွတ်ချွတ်တဲ့ချွတ်လိုက်တဲ့သူတွေချွတ်တယ် နောက်ဆုံးဖို့ဆုံးငံကြွအစသည်အဲ့ဒါဒီလို့တနေ့လုံးညကြတော့လေလူပရိသတ်တရားဟောပြီးတော့ယဟန်တော်တွေတရားဟောနတ်တွေတရားဟောလို့တန်းကုန်ကြောပါဘူးနတ်တွေကိုတရားဟောလို့တန်းကုန်ကြောတော့ပြီတရားတစ်ပွဲကိုတနင်္ဂနွေတနင်္ဂနွေပဲထားတန်းကုန်ကြောလေစနေနှစ်နိုင်လောက်မှာတရားပွဲပြီးတဲ့ထားတော့တကမြမကြီးတွေကလာပြီးတော့ပြေးကြပြန်ကြတရားတာကြသေးတယ်၃နိုင်လောက်မှာရှိတယ်မနေ့ကျတော့လေ၄နိုင်လောက် ထားတယ်ဆိုတော့ဘုရားရှင်တဏိတာကျေးဇမှုနားယူမှုတဏိုင်းကျော်ပဲရှိတယ်အဲ့ဒါနေစာနေတိုင်းပြောမယ်ဆိုလို့ရှိရင်ဒီရပိုင်ခွင့်တစ်ခုကိုတပည့်ညွတ်တဉာဏ်ဆိုတဲ့ရပိုင်ခွင့်တစ်ခုရအောင်သူကြိုးစားခဲ့တယ်ဘလို့ကြိုးစားခဲ့တာလဲဆိုရင်ဒီတတ္တဝါတွေကိုချုပ်ဖို့အတွက်သူ့ဘာသူတရားကျင့်ပြီးဒိဋ္ဌိမှန်ကြွရအစိုးရတဲ့အရောက်အစိုးရတဲ့ပြီးတော့တတ္တဝါတွေကိုတနာလုံးလို့တတ္တဝါတွေဒုက္ခဖြစ်မှဆုံးလုံးလို့ တတ္တဝါတွေဟူလိုက်နာလိုက်ទីလိုက်ဒီတန္တရာဒီဒုက္ခတွေရာကျွတ်စေခြင်းလို့တတ္တဝါတွေတွေငဲ့ပြီးတော့တပ္ပညတဉာဏ်ရအောင်ပါရမီတွေဖြည့်တာဘယ်လောက်ဖြည့်ခဲ့တာလဲဆိုရင်ဒီတိချင်းနဲ့ကဘာတသိတိတိဖြည့်ရတယ်တဲ့ဘယ်လောက်ဖြည့်ရတယ်လဲဒီတိချင်းနဲ့ကဘာတသိတိဖြည့်ရတယ်ဒီတိချင်းနဲ့ကဘာတသိဟာတစ်နှစ်တည်းမဟုတ်ဘူးတရက်တည်းမဟုတ်ဘူးတစ်လတည်းမဟုတ်ဘူးတစ်နှစ်တည်းတကဘာလောက်နေမဟုတ်ဘူးနော်လေးတိကဘာကောင်းလေးတိချင်းနဲ့ကဘာတသိအဲ့လောက်တိတော့သူစူးစမ်းခဲ့ရတယ် အဲ့လောက်ထီတော်သူပါရမီတွေဖြည့်ခဲ့ရတယ်။တကယ်နဲ့ရမိုင်ခွင့်ဘုရားဖြစ်လို့ကြံပြီးတော့ဒီခံစားခွင့်ပြန်ခံစားပြီဆိုတော့ဘယ်နှစ်နှစ်ကြာလဲ။တွေ့ကြပါဦး။တွေ့ကြပါဦး။ဘုရားပရိနိဗ္ဗာန်ပြုတာတက်တော်80လေး။တက်တော်80လေး။ဝါတော်ဘလောက်နေရတယ်လဲ။50ခန့်နဲ့ပဲလေ။၄တိချင်းနဲ့ကမ္ဘာတသိချူးစားခဲ့ရတာပြန်ခံစားလို့50ခန့်နဲ့ချင်း။ ခံစားရတယ်ဆိုတာသူ့လိုဒီစည်းစိမ်ကိုရစ်ပြီးတော့ခံစားနေတာမျိုးမဟုတ်ဘူးเนาะတတ္တဝါတွေအတွက်လုတ်ပေးတာလုတ်ပိုင်ခွင့်ရပိုင်ခွင့်ချပြနိုင်ခွင့်အလုတ်လုတ်ခွင့်50ကနေတည်းလူဘော50ကနေပါရှိတာဆိုတော့လေလို့သရုမာရေနတ်တတန်တရဲ့လူ250စီသရုမာရေနတ်တတန်တရဲ့လူဘလောက်တယ်လဲသရုမာရေတရဲ့စာတော့မရှိဘူးပြန်ဖြစ်တယ်50ကနေတည်းက တောင်းလိုက်တာနတ်တတန်တရေလူနှစ်တရာရာမနတ်တတန်တရေဒုတိယ50စရုံအတောင်းလိုက်တာရာမတုတိတာနတ်တတန်တရေဒု200စရုံမာတိတောင်းလိုက်တာရာမတုတိတာနေမာရတိနတ်တတန်တရေဒု250ပရဏိပိတဝဒဝတိနတ်တတန်တရေဒု300ဝဒဝရိနတ်ပြေကနတ်သမီးလေးတွေလာပါလေဗျာဆိုတာ200ပါတို့ကသူတို့ရဲ့ သူတို့ရဲ့တရားတို့နှစ်300ရောက်ပါလေနှစ်300ရောက်ပါလေတို့နှစ်300ဆိုတော့ဆိုတော့ဘုရားဟိုဒီနတ်ပြည်တန်တန်တရားဟာတို့အနှစ်300ဆိုရင်ဘုရားရှင်ကပြိဋိဘံပြုတာ2568နှစ်ရှိရှိဘုရားဟိုဒီနတ်တန်တဲ့ကြည့်မယ်ဆိုရင်ဘုရားဟိုဒီနတ်တန်တဲ့ကြည့်ရအောင်နော်ဘုရားပြိဋိဘံပြုတာဘယ်နှစ်ရှိပြီလဲ2568နှစ်ဘုရားဟိုဒီနတ်တန်တရားက ို့နှစ်300အောင်သူတို့တည့်ရတည့်ရတို့နှစ်300အောင်သူတို့တည့်ရဆိုတော့ဘုရားပရိနိဗ္ဗာန်ပြုတာသူတို့တတတဲ့တွေ့ကြည့်ရင်ဘယ်လောက်လောက်ရှိလဲရှိရခွေရခွေရလောက်ပဲဆယ်ရတော့တလားတို့လူလည်းပြောမယ်ဆိုတလားပြည့်သုံးတော့တော့မလိုပါသေးဘူးနော်ခုနှစ်ရလည်းပြည့်အောင်ရှိသေးတယ်ပြမကြီးတွေတတနဲ့ဆိုရင်ခုနှစ်တောင်မလဲသေးဘူးဒါကြောင့်လူဘဝခဏလေးရေလူဘဝခဏလေးရေလှုပ်ထားကြလှုပ်ထားကြလို့ပြောတာเนาะလူဘဝနှစ်တရာဆိုတော့ဘာမှကြာတာမဟုတ်ဘူး ဆိုတော့ဒီ55ရက်ဆိုတာ55နှစ်ဆိုတာဟာနတ်တတန်းနဲ့ကြည့်ရင်ဘာမှမကြောက်ခဏလေးငရဲတတန်းနဲ့ကြည့်တော့ကိုဆိုးဒါကြောင့်ဘုရားရှင်အလုံးအရန်လုံးအလုံးအလုံး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 နည်းနည်းလေးပဲနားရလုံးလုံးနောက်ဆုံးပရိနိဗ္ဗာန်ပြုမူနေမိတ်သွားတာဟန္တတတိဘိကဝေအာမန္တယမိဝဝယဓမ္မသင်္ကာရအပမတိနာသမ္မာတိထဟန္တဟင်မင်ပန်းလေစွာတကား ဟန္တာသတ္တ၈၀၄၅ကမယမနာပဲတရားရဲ့အမြတ်ရှိကိုတိုက်ကြွတော်မူခဲ့ရသဖြင့်ခန္ဓာတော်ရင်တွင်၍ကကိုယ်တော်အရှိမြတ်တကယ်ပင်ပင်မခဲ့ရသည်ပြီ။ငါတကယ်ပင်မပြီတဲ့။ဒါနိဒါနိယခုကာ၌ဒါနိဒါနိကုသိဏယောပင်မျိုးဆုံးစီယကုံသမောဟောတိအရှင်တော်ကြီး၌မြတ်သောကောင်းပြုကလျှောက်၍ တိဘုံချင်ယန္တိဘံသို့ဝင်စံပြီးစေစေခြင်းကားလည်း၌အမတယမိအတိတယံတရင်မမယောင်းထင်းနေရှာရှာကြည့်မိကြတော်မူခဲ့ပါအံသင်္ခါရသင်္ခါရတရားတို့သည်သင်္ခါရစင်သောရပင်မကြပြန်တော်ဟောဒီဓမ္မယောင်းမိသင်္ခါရတရားတို့သည်ဝိယဓမ္မလက္ခဏလက္ခဏလက္ခဏနဲ့အဖြစ်ကလည်းမစင်အဖြစ်ကလည်းမစင်နိုင်တာမို့ ထိတ်စရာတမျအဝိဇ္ဇာကစတာကြောင့်ဟေးပရိဒတ်တို့ရဲ့စိတ်သာချတာပြီတော့အနိစ္စဝတ္တရောဘာတကံဒုက္ခဝတ္တရောဘာတကံအနတ္တဝတ္တရောဘာတကံအပမတေနသပ္ပတေထအပမတေနမမိမလျောမမောမဆံမြင်မြန်သောတတိတယံဖြင့်တမ္ပတေထပြေဆောင်ရကြပြီကုန်လောတမ္ပတေထ မြင်ရမှလည်းမမေ့နဲ့ကြားရမှလည်းမမေ့နဲ့စားရမှလည်းမမေ့နဲ့သွားရမှလည်းမမေ့နဲ့နေရမှလည်းမမေ့နဲ့တွေ့ရထင်ရသိရတို့မှလည်းမမေ့လိုက်ကြပါနဲ့မိတ္တတဲ့ဝါသနာတွေကိုမိတ္တတဲ့ဝါသနာတွေကိုတနည်းမကြမဲ့ကြတတိထုံရကြပြီးတော့ဩတရားနာပရိသတ်အပေါင်းတို့ကောင်းတို့သည် အပမဒခောတတိတရားတို့ကိုလက်ကင်ထားကြပါပဲရဲ့လို့ဣမံပစ္စည်းမဝါစံဤနောက်ဆုံးစကားဖြစ်တဲ့မမိမလျော်မပေါ်မဆတဲ့အပမဒလို့ခေါ်တဲ့တတိနဲ့နေကြပါကုန်လို့ဆိုတဲ့စကလုံးကိုအဝါစကရုဏာရှိတာမေတ္တာအပြည့်နောက်ဆုံးမိကြတော်မူခဲ့ပါပြီတတိ ဘုရားရဲ့နောက်ဆုံးစကားလုံးအားရပါမယ်နော်အပမတိနာသမတိထာမမိချာနေတဲ့ငါဘုရားဟုတ်ခဲ့တယ်ကွယ်ငါဘုရားအောင်မြောင်ကျူးစားတယ်ငါဘုရားမွေးတယ်တုံမဏိတံပေါ်အင်ဂျင်တော့မှမွေးတယ်လို့မင်းတို့လည်းမွေးခဲ့ပြီငါဘုရားဗုဒ္ဓမင်းရှင်ပလင်အောင်ပါအောင်မြင်အောင်ထွတ်ထရအောင်ကျူးစားတယ်မင်းတို့လည်းကျူးစားကြငါဘုရားတရားတို့အတိတုတွေရအောင်ချင်းခဲ့လို့ရတယ်လို့ငါဘုရားတရားတို့အတိတုတွေပါရဏသိပြီးကြအောင်တော့ပြန်ဟောတယ်တရားတို့အတိတုတွေရအောင်လုပ်ကြတယ် ။နောက်ပြန်ဥဒလို့မင်းတို့လည်းဥပါမယ်။တကယ်အားရီအားရီခုံနေတဲ့ဘုံတော်နန္ဒကံတော်အနန္ဒညံတော်အနန္ဒတကုတော်အနန္ဒနဲ့ပြည့်စုံတဲ့တို့မြတ်စွာဘုရား။ဘုရားရှင်လည်းနောက်ဆုံးကဆုံးလာပြည့်တဲ့148ခုနှစ်ကဆုံးလာပြည့်တဲ့မှာပြိနေမဲ့မပြူအောင်လားပြူရလား။ပြိနေမဲ့ပြူကလေးမှာဒီအင်းင်းပင်မျိုးတွေရဲ့ဈာထဲမှာအင်းင်းပင်မျိုးတွေရဲ့ဈာထဲမှာတရင်သုံးနေတဲ့စရောက်ရောက်ချင်း ။ဤတော့အနန္တမိတ်နဲ့ဘလို့မိတ်လဲဆိုရင်တကိနေနာပတေနာတိယတေယကဗေနိပါတေပါတံဣဇာတယသတောတံပသံသောအနန္တဂဟိတမဂါဇလိမဥจีဝအနန္တတကိနေနာပတေနာလယနံပံဖြင့်တိဟတေယခြေသိမေတို့ရဲ့ဣဇေခြင်းကဲ့သို့သောဣဇေခြင်းကိုကပ္ပေတိမြောင်းစေတော်မူ၏ ပါတယ်လျာခြေတော်ကိုလည်းပါရလဝဲခြေကိုဣဇာတယဇင်ငယ်လွဲကတင်ထားပြီတော့မှတတော်တတိတရားလက်ကင်ထားသည်ဖြစ်၍တန်ပါးသာသောပညာတရားလက်ကင်ထားသည်ဖြစ်၍ဥထာဏတင်ညာမနတိကရိတဝအနုထာဏတင်ညာမနတိကရိတဝထမေဆိုတဲ့အမတ်တင်ညာပမာရောပဲနဲ့ကပ်ပြသည်လျောင်းစတော်မူ၏စာရမတိလို့ဆိုရဆိုတက္ကိနေနပတ္တနာညာဘက်ကလေးကိုစောင်းပြီးတော့တဲ့ ညာဘက်ကမြတ်စွာဘုရားဆိုလိုလေးစောင်းပြီးတော့ညာဘက်ခြေောက်ပုံမှာဘယ်ဘက်ခြေောက်ကိုတင်ပြီးတော့ဈေးငယ်တွဲကထားပြီးတော့အဲ့လိုတုံးလုံးလက်နေလေတဲ့ဒီတကငါဘုရားလျောင်းဆက်တာမထာသောလျောင်းဆက်ခြင်းနဲ့လျောင်းဆက်ပြီးတဲ့မြတ်စွာဘုရားဘယ်ဘက်ပြပြကြွားပြီးဆိုရင်တရားနေပြကြွားမယ်ပြကြွားမယ်ဆိုတဲ့အမှတ်တင်ညာရှိဆိုကြပါစို့တို့ဒီဒီမှာတရားထိုင်တာတရားဝဲပြီးရင်တော့ဘုရားတော်မယ်ဟိလမ်းရှောင်းမယ်ဟိအကြောင်းလဲလမ်းရှောင်းမယ်ဟိအဆောင်ပြန်ပြီးတော့နားမယ်ဟိ အပြာစာယုမေတရားထိုင်မေဟိကြီးချိုးမေကုလသစေမေဆိုရဲဖမဲဆိုရဲအမှတ်တညာတို့မှာမရှိဘူးလားရှိလားတရားရှင်ဒီကုသိဏရေကုံသာမအင်ဂျင်တော်မှာနောက်ဆုံးမြောင်းဆက်လာတော့အနုဥဋ္ဌာဏတညာမနတိဂရိတောထမဲဆိုရဲအမှတ်တညာမပါတော့ဘဲနဲ့အနုဋ္ဌာဏတညာနဲ့မထာသောအိတ်ဆက်ခြင်းနဲ့ငါဘုရားမြောင်းဆက်ပြီတဲ့ဒီစကလုံးပြော <laughs> ြောပြီးတော့တတော်တိန်တရားလက်ကင်ထားသည်ဖြစ်၍တမ္ပစာသောပညာတရားလက်ကင်ထားသည်ဖြစ်၍ဦးဇင်းကအိစကလုံးကိုကြိုက်တယ်အိစကလုံးကိုကြိုက်တယ်ဦးဇင်းတို့တုံငယ်တဲ့လားဘာကျုပ်ဆရာတို့ပြန်ကြီးပြန်ကြွလာတော့ဘာကျုပ်ဆရာတို့ပြန်ကြီးနဲ့သွားတွေ့စကားလေးပါပြောရင်းနဲ့ဆရာကြီးကိုဦးဇင်းကပြောတာပေါ့ဆရာတို့ပြန်ရှင်းအောင် လောကနာအဆိုးကောင်းဖြတ်တန်းတဲ့အခါမှာသတိပညာနဲ့ပဲဖြည့်ရှင်းသွားတာလို့သတိပညာနဲ့ပဲဖြည့်ရှင်းသွားတာလို့ဘုရားမှာဘုံတော်အနန္တကံတော်အနန္တညံတော်အနန္တတကူတော်နဲ့တကူနဲ့တွီးတွီးတွီးဆိုဖြည့်ရှင်းသွားတာမျိုးမဟုတ်ဘူးနော်ဘုံနေနဲ့ဖြည့်ရှင်းသွားတာမျိုးလည်းမဟုတ်ဘူးတကူနေနဲ့ဘုံနေနဲ့ကံနေနဲ့ညံနေနဲ့ဒီလိုလုပ်သွားတာမျိုး တကယ်ဟောပါဝါရီနဲ့လုတ်သွားတာပြမဟုတ်တကူနဲ့ဖြစ်ရှင်းသွားတာပြမဟုတ်နော်ဘာနဲ့ဖြစ်ရှင်းသွားလဲတတော်တန်ပါစာဆိုတတော်တတိနဲ့တန်ပါစာနဲ့ပညာနဲ့အတိနဲ့ပညာနဲ့ဒါနဲ့ပဲဖြစ်ရှင်းသွားဘာနဲ့ဘာနဲ့ဖြစ်ရှင်းသွားတာလဲဒါပဲဒီ message တကူကိုတို့ကောင်းကောင်းရရင်ဘဝတစ်ခုလုံးရက်တည်လို့ရတယ်မွေးတဲ့နေ့ရက်နဲ့တည်တဲ့အထိတဲ့မြတ်စွာဘုရားဒီပေးတဲ့ message ကိုတို့ကောင်းကောင်းရရင်အဲ့ဒါနဲ့အဲ့ဒီတစ်ခုတည်းနဲ့ရက်တည်လို့ရတယ် နေရင်အတွက်လည်းယက်တီလို့ရတယ်။သိရင်အတွက်လည်းယက်တီလို့ရတယ်။ဘုရားရှင်နောက်ဆုံးပရိနိဗ္ဗာန်ပြုခရီးသင်မင်းနဲ့ရဆိုင်တော့သတိပညာနဲ့ပဲအတိတတိနဲ့ပဲဖြည့်ရှင်းသွား။တကုန်းနဲ့တွတ်တွတ်ဆိုပြီးတော့ဖြည့်ရှင်းသွားတာမျိုးမဟုတ်ဘူး။ဦးဇင်းဘာကျုဆရာရေးချက်လားဘာကျုကြီးဟုတ်တယ်တဲ့အဲ့ဒီတိုင်ဘုရားသတိပညာနဲ့ပဲဖြည့်ရှင်းသွားတာ။ဆိုတော့တို့ဒီမှာရှိတဲ့ပရိသတ်တွေအကုန်လုံးဦးဇင်းတို့ပြောလိုက်ချင်တယ်။ တတိပညာနဲ့ဖြစ်ရှင်ကြနော်ဇီဝရေးကိစ္စနဲ့အခက်ခဲကြုံတဲ့လောကရန်ကြုံတဲ့တတိပညာနဲ့ဖြစ်ရှင်ဈာမရေးကိစ္စကြုံတဲ့တတိပညာနဲ့ဖြစ်ရှင်တဘာဝပိဋကကြုံတဲ့တတိပညာနဲ့ဖြစ်ရှင်တရားအလုံးလုံးပဲဆိုရင်သတိနဲ့ပညာအလုံးပဲနော်တရားအလုံးလုံးတဲ့တတိပညာနဲ့ဖြစ်ရှင်ဘယ်ရာပဲလုံးလုံးတတိပညာနဲ့ဖြစ်ရှင်ကြတိမင်းနဲ့ရင်ဆိုင်ရတဲ့အခါမှာလဲတတိပညာနဲ့ပဲဖြစ်ရှင်ရတယ်အာလုံးတတိပညာနဲ့အရာရာဖြစ်ရှင် တဘာဝပြီးတယ်လာမယ်မလာဘူးအဲ့ဒီအတွက်လည်းတတိပညာနဲ့ဖြစ်စေကိုအိုတဲ့ဒုက္ခနာတဲ့ဒုက္ခသိတဲ့ဒုက္ခကြုံမယ်တတိပညာနဲ့ပဲဖြစ်စေစီပိုင်းနဲ့ပတ်သက်တဲ့အခက်အခဲလောကရန်ကြုံမယ်တတိပညာနဲ့ပဲဖြစ်စေလူမွေးချမ်းမာရေးနိုင်ငံအရေးစားတဲ့အရေးပေါင်းများစွာနဲ့လောကရန်ဒီကြုံမယ်တတိပညာနဲ့ပဲဖြစ်စေပြည့်စင်တဲ့ဖြစ်စေသွားတာနော်ကဲအားလုံးတတိပညာနဲ့ဖြစ်စေကြသဖြင့်တတိပညာတို့ရဲ့အထုတ်ထုတ်ဖြစ်တဲ့တရားတို့အတူတူတည်းအမြန်ရနိုင်တဲ့ သူတို့အကောင်းတွေဖြစ်နိုင်ကြပါစေကုန်သတည်းတတိနဲ့ပြောပါစိတ်ကိုစောင့်မှလွတ်အောင်ရောက်မှဆိုတဲ့ဉာဏ်နဲ့ဆက်မပြောတော့ဘူးတန်းသိမှန်တော့နော်ကဲဥမရှင်နိုင်မိနစ်30ဆိုတော့မေတ္တာတော့ရဲ့ပဋ္ဌာန်းရနော်ပူဇော်ကြနော်အဲအိုက်တဲ့လူတွေကလည်းအိုက်တယ်ဆိုရင်သူအရိယဘုရားတတဲ့နေရာလေးမှာထားပြီးတော့ပူဇော်ကြနော်